ူရောင်ဆောင်ပြီးလူတွေကြားမှာရောနှောနေထိုင်ခဲ့တဲ့ကြိုသားမင်္ဂလာပေါင်းတဲ့ခါကြောင်းနဲ့ညီကောင်းရဲ့မြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပြည်ခါဆို channel ကနေဦးစွာပထမနှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာဒီနေ့မှာတော့လူရောင်ဆောင်ပြီးလူတွေကြားမှာရောနှောနေထိုင်ကယောက်ျားပါရှူခဲ့တဲ့ကြိုသားကြောင့်ရိုက်ကူးထားတဲ့ TS Tone ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇလန်းလေးရဲ့ဆမှာတော့ပင်လယ်ပြင်မှာရဟယင်တစည်းနဲ့မော်တော်ဘုတ်၃စီးပါတဲ့ကေဇေးအဖွဲ့ကအာဂတယင်ပြက်ကျသွားတဲ့နေရာကိုရောက်လာခဲ့ကြပါတယ် နာဆာရဲ့အာကာသယာဉ်တစ်ခုကမတော်တဆဖြစ်ပြီးတော့ပြကြခဲ့တဲ့အတွက်သူတို့ကအာကာသယာဉ်မူဆန့်ကိုတွားရောက်ကယ်တင်ခဲ့ကြတာပဲဖြစ်ပါတယ်။သူတို့ကဆန့်ကိုလေဝေါ်တင်ပြီးတော့ဈေးဝင်ကိုအမြန်ဆုံးခေါ်သွားခဲ့ကြပါတယ်။အချိန်တစ်ခုကြာပြီးတဲ့နောက်မှာတော့ဆန်ကနိုးလာကကောင်းမှုနေခဲ့ပါတယ်။သူကခန်းထဲကိုကြည့်လိုက်တဲ့အခါမှာတော့လင်မန်းပေါ်မှာလေထဲပြန်ဝဲနေတဲ့ဘောပင်ကိုမြင်လိုက်ရပြီးတော့အုံလို့သွားခဲ့ပါတယ်။သူကဘောပင်ကိုလှမ်းယူမလို့လုံတော့မှပဲအခန်းထဲကိုလူတို့ဝင်လာတဲ့အခါမှာတော့သူကလမ်းကြည့်ခဲ့ပါတယ်။ သူပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ဘောပင်ကလင်မန်းပေါ်မှာပုံမှန်အတိုင်းရှိနေခဲ့ပါတော့တယ်ဒီနောက်မှာတော့ဆန်ကအန်လိုက်တဲ့အခါမှာဆရာဝန်တွေကလည်းပုံမှန်ပဲဖြစ်ကြောင်းပြောခဲ့ပါတယ်သူရဲ့စိတ်ချမ်းသာကြီးကိုစစ်ဆေးဖို့မိကွန်းတွေမိလိုက်တဲ့အခါမှာတော့ဆန်ကဘောပင်ကြောင့်ပဲပြောပြနေခဲ့ပါတယ်ဆရာဝန်တွေကတော့ဆွဲငင်အားကိုစန့်ကျင်တဲ့အမြင်မှမှုတွေကလည်းပုံမှန်ပါပဲဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်ဆန်ရဲ့လက်ကရောင်နေပေမဲ့မကြိုးခဲ့တော့ပြက်ကြတော့ကတိကိုင်းမိတာဖြစ်နိုင်ကြောင်းကိုလည်းသူတို့ကပြောပြခဲ့ကြပါတယ်ဇယဝင်းကဘာဖြစ်ခဲ့တာလဲလို့မေးလိုက်တဲ့အခါမှာတော့ဇန်ကသူ့ရဲ့ဇလန်းကိုပြန်ပြီးပြောပြပါတော့တယ် ထင်းကျွေးစင်နာကနေကိုရီနေမှတ်တွေရခဲ့ပြီးအကုန်လုံးဆင်ပြေနေတဲ့အချိန်မှာသူကတကူးကူကိုတိုက်မိသွားတယ်လို့ထင်ခဲ့ပါဗျ။ပြုတ်ကြတော့ကတတိလက်သွားတယ်လို့ဆန်ကထင်ခဲ့ပေမဲ့ဒါကိုလည်းသိကြမသိခဲ့ပါဘူး။ရေမြန်ကိုတကူးကူကပေါက်ထွင်းသွားခဲ့ပြီးသူ့ရဲ့ကောင်းဆောင်ကိုပြစ်စည်းခဲ့တာဖြစ်နိုင်ကြောင်းကိုလည်းဆရာဝန်ကြီးကရှင်းပြခဲ့ပါဗျ။ဘာလဲဆိုတာကိုတိကျမသိပေမဲ့အုတ်ကာကဲဘိုင်းစာဖြစ်နိုင်ကြောင်းသူတို့ကယူဆခဲ့ကြပါဗျ။ဒဲလွန်စာရဖို့အတွက်သူ့ရဲ့ဝတ်စုံပေါ်ကအမုံမားတွေကိုလည်းသူတို့ကစစ်ဆေးခဲ့ပါဗျ။ နောက်တစ်ခါမှာတော့ဆန့်ကိုသူ့ခင်ပေါ် magnet သမီးလေး X0 လာတွေ့ခဲ့ကြပါတယ်။ဒါမဲ့လည်းသူက quarantine ဝင်နေရတဲ့အတွက်သူတို့နဲ့အမှန်နဲ့ရန်ချားပြီးတော့စကားပြောခဲ့ရပါတယ်။သူ့ရဲ့ဘေးဝီလီယံကလည်းလာတွေ့ခဲ့ပြီးတော့ပြေကြခဲ့တဲ့ချိန်မှာဖမ်းယူမိတဲ့ထူးဆန်းတဲ့ radio line တွေကိုလေ့လာဆန်းစစ်ပြီးတော့အပြေရှာဖို့အတွက်ပင်ဂွန်က NASA နဲ့ပူးပေါင်းခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။အစိုးရကဆန့်ကိုနားယူနိုင်ဖို့သတင်းတော်တွေမကတ်နိုင်တဲ့အင်တလုံးကိုစီစဉ်ပေးပါတယ်။စကားပြောနေတော့ဆရာဝန်တရားရောက်လာခဲ့ပြီးတော့ဆန့်ကိုလည်းနောက်ထပ်စစ်ဆေးဖို့လိုတဲ့အတွက်ခေါ်သားခဲ့ကြပါတယ်။ အဲ့ဒါကြောင့်ဇန်ကမန်ဘောကနေ XZ ရဲ့လက်ကိုထိလိုက်ပြီးမကြခင်မှာပဲလာတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ဇန်တော်သွားတဲ့အချိန်မှာတော့ရင်နန်းကြီးတစ်ခုလုံးကသူ့ကိုလူသူမနီးတဲ့နေရာကအိမ်တစ်လုံးစီကိုခေါ်သွားခဲ့ကြပါတယ်။ဒေါက်တာမီရှယ်ကလည်းသူ့ကိုအိမ်လိုက်ပြရင်းနဲ့ဒီနေရာက1950ပြည့်နှစ်တွေတုန်းကလက်နဲ့စမ်းသပ်ဖို့အတွက်ဆိုးရွားကဝယ်ထားတဲ့မြေဖြစ်ကြောင်းနဲ့အခုတော့တန်တမန်တွေအတွက်အိမ်ဖြစ်အသုံးပြုကြောင်းရှင်းပြလိုက်ပါတယ်။ဆန်အာကာသကိုကြည့်ဖို့အတွက်အပြင်မှာတယ်လီစကုပ်တစ်ခုလည်းရှိခဲ့ပါတယ်။ ။ဇံကမမြောင်းနဲ့ကြီးလိုက်တဲ့အခါမှာတော့နာကျင်စရာအတန်တစ်ခုကိုကြားလိုက်ရပြီးတော့ထူးဆန်းတဲ့မှတ်ဉာဏ်တွေကိုလည်းပြန်မြင်လာကကောင်းလဲမှုလာခဲ့ပါတယ်။မိရဲကတော့ဒါတွေကပုံမှန်မေးဖြစ်ကြောင်းပြောပြီးတော့သူကောင်းတဲ့ကအတန်ပြောက်ွယ်သွားတဲ့အထိကိုနှစ်သိမ့်ပြေးခဲ့ပါတယ်။ဒီနောက်မှာတော့နှာခေါင်းသွေးယူရာနဲ့ထင်အောင်ထင်မှားဖြစ်မှုစတဲ့ယောဂလက္ခဏာမျိုးစုံကိုခန်းစားရနိုင်ကြောင်းမီရှယ်ကဆန်ကိုတတိပေးခဲ့ပါရယ်။ဆန်ကနှစ်လအတွင်းစစ်ဆေးမှုလုပ်ရမှာဖြစ်တဲ့အတွက်အလုပ်ပြောင်းဝင်ခြင်းရဲ့အနားယူဖို့တေချာအာရုံစိုက်ရမယ်ကြောင်းမီရှယ်ကပြောခဲ့ပါရယ်။မနက်တိုင်းဆရာဝန်တွေကသူ့ကိုလာရောက်စစ်ဆေးပေးကြမှာလည်းဖြစ်ပါရယ်။ ။မေရှယ်တို့ဘွဲ့ထွက်သွားပြီးတော့ဇန်ကကောက်ခဲ့လာတဲ့အတွက်အပူချိန်တိုင်းကြည့်ခဲ့ပေမဲ့လည်းမဖျားခဲ့ပါဘူး။လက်ကပတ်တီးကိုဖိလိုက်တဲ့အခါမှာတော့သူကယွန်စရာကောင်းလောက်အောင်ကိုညိုမဲဆွဲနေတာကိုသတိထားမိခဲ့ပါတယ်။ဒီနောက်မှာတော့သူကပစ္စည်းတွေနေရာချနေတော့နှာခေါင်းသွေးယိုလာတဲ့အတွက်ရက်ခဲ့ရပါတယ်။ဆန်ကမိဖို့ကြောင့်လဲသွားကနှာခေါင်းသွေးတို့ဖို့အတွက်ပေါ်ကယူနေတဲ့ချိန်သူ့ရဲ့ချက်ဆုံးတကယ်ချင်းဖယ်ကသူ့ကိုဗီဒီယိုကောခေါ်ပါလို့လေသူတို့စကားပြောနေတော့ဆန်ကရုတ်တရက်ငြိမ်သက်သွားပြီးတော့နောက်ဘေးခြံဝင်းကိုခဏလောက်ကြောက်အောင်စိုက်ကြည့်နေခဲ့ပါလေ ဘဲကားသူနဲ့မိကိုခဏခဏခေါ်လိုက်တော့မှပဲစံတယောက်တတိပြောင်းဝင်လာပြီးတော့တခုခုမြင်လိုက်ရတယ်လို့ထင်တဲ့အတွက်ကြည်နေတာဖြစ်ကြောင်းရှင်းပြကတောင်းပန်ခဲ့ပါတယ်။သူကအကန်းထဲသွားလိုက်တဲ့အခါမှာတော့အပြင်ဘက်ကအရေးထဲမှာတခုခုလှူရှားသွားခဲ့ပါတယ်။ဇကားစပြောနေနေဘဲကားစံကိုအလုံမြန်မြန်ပြန်ဝင်နိုင်ဖို့အတွက်နေပြန်ကောင်းအောင်တေချာကူးဆိုင်ဖို့ကြံပေးခဲ့ပါတယ်။ဘဲကားဖုံးချသွားတဲ့အခါမှာတော့အိမ်ထဲကမိတွေလည်းမှိတ်တုတ်မှိတ်တုတ်ဖြစ်လာခဲ့ပြီးတော့ဇန်ကလည်းတခြားခန်းထဲကနေအတန်ကျဲကြီးကိုကြားလိုက်ရပါတယ်။ ဆန်သွားကြည့်လိုက်တဲ့အခါမှာတော့ကျမ်းပြေပေါ်မှာရှော့နေမိုးရေတွေနဲ့ညစ်ပတ်နေတာကိုတွေ့လိုက်ရပါတယ်။ထိုင်ကုန်တလုံးကလည်းလဲနေပြီးတော့နောက်ဘေးတကားကလည်းပွင့်နေကြတာပါ။ဇန်တရားကိုပြင်ထွက်ပြီးတော့မန်မြောင်းတဲ့နီနာပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့အရေးထဲမှာလှုပ်ရှားနေတဲ့တကူးကူကိုတွေ့သွားခဲ့ပေမဲ့လည်းအဲ့ဒါကချက်ချင်းပြောက်ွယ်သွားခဲ့ပါတယ်။မညံနေရုပ်ရည်ပေါ်လာခဲ့ပြီးစံတယောက်တတော်လေးကိုသွားကလှုပ်ရှားသွားတဲ့အရာကိုမြင်ခဲ့ရတဲ့နေရာကိုကြောက်ခဲနဲ့ပြပေါက်ခဲ့ပါရယ်။အဲဒီချိန်မှာပဲလေးဝက်စမ်းကြတဲ့ဂျူသားကအိမ်ကောင်မိုးပေါ်ရောက်နေတာကိုသူကမသိခဲ့ပါဘူး။ရုပ်ရည်သူကအဆူချတဲ့အတန်ကိုထိုက်ကြလိုက်ရပြီ လူတွေကလည်းဓမီတွေနဲ့မောင်မဲနေတဲ့အာကသယင်ပြက်ကြတဲ့နေရာမှာလမ်းလျှောက်နေတဲ့အများအယုံတွေကိုထပ်ပြီးမြင်လိုက်ရပါတယ်။နောက်တစ်ရက်မနက်မှာတော့ဆန်တယောက်နိုးလာတဲ့အခါမှာလက်မှာပတ်တီးမရှိတော့ဘဲနဲ့အညိုမဲပူဆွဲနေတာကိုတတိထားမိခဲ့ပါတယ်။မနက်စာပြင်နေတော့မှပဲကျဲတို့လုံးကကောင်တာပေါ်မှာပြန်ဝဲနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူလည်းအံ့အားတင်သွားခဲ့ပါတယ်။ဆန်ကတီးကြည့်လိုက်တဲ့အခါမှာတော့ကျဲဦးကလေထဲမှာတုံကာနေခဲ့တာပါ။သူကဂိုင်းလိုက်ပြီးတော့ပြန်လွတ်ချလိုက်တဲ့အခါမှာတော့ကျဲဦးကဆက်ပြီးတော့ပြန်ဝဲနေခဲ့ပါတယ်။ဒါမဲ့လည်းစေးပွဲရောက်လာတဲ့အချိန်မှာတော့ကျဲဦးကပြုတ်ကျပြီးတော့ကွဲသွားခဲ့ပါတယ်။ ဂျန်တဲ့ဂျွန်နီမှာတော့ဇန်ကဂျမ်းမာကြီးအတွက်ဆက်ဆွေးမှုတွေအများကြီးလုပ်ခဲ့ရပါတယ်။လေးကျင်ကန်လုံးနေတော့သူ့ရဲ့ခြေထောက်ကနာကျင်လာခဲ့တဲ့အတွက်ကြွတ်တက်တာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဆက်ဆွေးမှုတွေပြီးတဲ့နောက်မှာတော့ဇန်ကသူ့ခန္ဓာကိုယ်မှာနာကျင်တဲ့နေရာတွေအကုန်လုံးကိုရေခဲနဲ့ဖိကပ်ရင်းနဲ့အနားယူနေပါတယ်။ဂျန်တဲ့တဲ့ဒီကျင်ကန်နေအတွက်မီရှေခါတောင်းပန်ခဲ့ပေမဲ့လည်းသူတို့စုဆောင်းနေတဲ့ချက်လက်တွေကအာဂါဒအစီအစဉ်အတွက်အသုံးဝင်လာမှာဖြစ်ကြောင်းကြေပေးခဲ့ပါတယ်။စေဖွဲ့ကတခြားယောဂလက္ခဏာတွေရှိသေးလားလို့မေးလိုက်တဲ့အခါမှာတော့ဆန်းကဘာမှမဖြစ်ပါကြောင်းကိုပြောကဟန်ဆောင်ခဲ့ပါတယ် ဈေးပွဲတို့သားတို့မှပဲဇန်ကမက်ကိုဖုံးဆက်ပြီးတော့နေပြန်ကောင်းလာရင်မိသားစုခီးထွက်ခြင်းကြောင့်ပြောပြခဲ့ပါတယ်။သူတို့ကကွာရှင်းမှာဖြစ်တဲ့အတွက် EXI ကသူတို့နှစ်ယောက်ကိုအတူတူမမြင်စေချင်ကြောင်းပြောကာဒီဂျန်ကမကောင်းတဲ့အကြောင်းကိုလည်းမက်ကပြောခဲ့ပါတယ်။ဇန်တယောက်နာကျင်သွားခဲ့ပြီးသူတို့ကဂျင်းတွေကိုဖြည့်ရှင်းနေစေဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒါမှမဟုတ်လည်းသူတို့ကသူမကိုဆုံးရှုံးကံနေဖြစ်တဲ့အတွက်အချင်းတွေကခက်ခဲနေကြောင်းမက်ကထောက်ပြခဲ့ပါတယ်။ဇန်ကလေ့ကျင့်တွေလာပေါင်းများစွာခွဲခွာနေခဲ့ရပါတယ်။ ဒီနောက်မှာတော့ဆန်ကအကသာရဲရောက်သွားခဲ့ပြီးနေပြန်ကောင်းလာတာနဲ့အကသာရဲကိုနောက်ထပ်ပြန်သွားအောင်မှဖြစ်တဲ့ကြောင်းမက်ကသိနေခဲ့ပါတယ်။ခြေကွက်သွားတဲ့ဆန်ကတော့သူတို့မိသားစုအားသူ့အတွက်ရန်ရည်ကြီးကြောင်းနဲ့သူမရခဲ့တဲ့မိသားစုကိုအစီရစီခြင်းကြောင်းဖွင့်ပြောခဲ့ပါတယ်။တကယ်တော့သူတို့ကကလေးမရနိုင်ခဲ့တဲ့အတွက်အစီကိုမွေးစားထားတာပဲဖြစ်ပါတယ်။ဒါမဲ့လည်းမက်ကတော့အဲ့ဒါကသူတို့မျှော်လင့်ထားတဲ့အဆုံးသက်ကိုဖြစ်လာစေမှာမဟုတ်ကြောင်းပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာအစီကသူဆွဲထားတဲ့မိသားစုပုံကိုလာပြကကောင်းငင်မှာအာဂတာရဲကလူတွေပါတဲ့ပုံကိုလည်းပြခဲ့ပါတယ် ဒီနောက်မှာတော့ဆန်ကတတော်တဲ့လမ်းလျှောက်ဖို့ထွက်သွားတဲ့အခါမှာနာကျင်တဲ့အတန်ကိုထပ်ပြီးကြားခဲ့ရပြန်ပါတယ်။မိဖို့ထွက်နေတဲ့နေရာတစ်ခုမှာရှိနေတဲ့ရှာပွေအဖွဲရဲ့အများယုံတွေကသူ့ရဲ့စိတ်ထဲမှာပေါ်လာခဲ့တာပါ။အတန်ရပ်သွားပြီးဆန်ကအောင်းငုတ်ကြည့်လိုက်တဲ့အခါမှာတော့တက်ရွတ်ဒီအောက်မှာကေဘယ်ကျိုးတစ်ချောင်းကိုတွေ့လိုက်ရပြီးတုံးလို့သွားခဲ့ပါတယ်။ကျိုးတိုင်းလိုက်သွားကြည့်တဲ့အခါမှာတော့သူကအလင်းရောင်ရှိတဲ့ကြောက်တုံးတုံးကိုလည်းတွေ့လိုက်ရပါတယ်။သူကကြောက်တုံးကိုမားကြည့်လိုက်တဲ့အခါမှာတော့ကြောက်တုံးကအတူဖြစ်နေခဲ့ပြီးတော့အောက်မှာကင်မရာတစ်လုံးရှိနေခဲ့ပါတယ်။ ဇိုးရင်သွားတဲ့ဆန်ကပပတ်လင်မှာနောက်ထပ်ကေဘယ်ကြိုးတွေကိုလိုက်ရှာကြည့်တဲ့နောက်မှာတော့ကင်မရာပါတဲ့ကြောက်တုံးတော်တုံးကိုထပ်ပြီးတွေ့လိုက်ရပါတယ်။အိမ်မြန်လမ်းမှာတော့သူကအစ်စ်ပဲမြစ်ကိုဝင်တိုင်းမိပြီးချော်လဲသွားကကောင်းလေးတိကျသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဆန်ကဂရင်ပေါ်မှာနိုးလာခဲ့ပြီးတော့ခေါင်းကိုင်နေခဲ့ပါတယ်။သူကခေါင်းကိုကန်ကြည့်လိုက်တဲ့အခါမှာတော့သွေးတွေကိုဆမ်းမိခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပြင်မာတယောက်ယောက်ကြည့်နေတာကိုသူကသတိထားမိလိုက်ပြီးတော့သူကခန်းထဲဝင်လာတဲ့ခါမှာတော့သူကလန်သွားခဲ့ပါတယ်။တော်ရင်မှာပြင်းထန်တဲ့ဒဏ်ရာနဲ့ဆန့်ကိုတွေးတဲ့အတွက်အိမ်ကိုခေါ်လာခဲ့တာဖြစ်ကြောင်းလည်းသူကရှင်းပြခဲ့ပါတယ်။ တို့ကဘသူတွေလဲလို့ဆန်ကမေးလိုက်တဲ့အခါမှာတော့ဝီလျံကသူ့ကိုလာတွေ့တာကိုသိလိုက်ရပါတယ်။သူ့ဘေးရောက်လာတဲ့အခါမှာတော့အိမ်မှာသူ့ကိုမတွေ့တဲ့အတွက်ရှာဖွေအဖွဲ့ကိုခေါ်ခဲ့ကြောင်းရှင်းပြပြီးတော့အနားမီရဲအတွက်ဆန်ကိုလည်းစူပူခဲ့ပါတယ်။ဆန်တယောက်ကင်မရာတွေကြောင်းမေးလိုက်တဲ့အခါမှာတော့ဝီလျံကဆန်ကလျှောက်သွားလိမ့်မယ်လို့မထင်တဲ့အတွက်အိမ်ရဲ့အသေးစိတ်ချက်လက်တွေကို NASA ကိုမပြောခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ဒီနောက်မှာတော့သူကဆန်ကိုအောက်ထပ်ခေါ်သွားခဲ့ပြီးတော့ပြီးဘောကတွေနောက်မှာဝက်ထားတဲ့လျှက်ဝက်ဧရိယာတစ်ခုကိုဖွင့်ပြကလုံချုံအိမ်ဖြစ်ကြောင်းလည်းပြခဲ့ပါတယ်။ သူတို့ကလေကားတိုင်းဆင်းသွားကြကဝီလျံကဒီအိမ်ကိုအရေးကြီးပုံကိုယ်တွေပုံအောင်ဖို့အတွက်တည်ဆောက်ခဲ့တာဖြစ်ကြောင်းကိုလည်းထိုးပြောခဲ့ပါတယ်။လေကားဆောင်ကတကားကိုဖွင့်လိုက်တဲ့အခါမှာတော့သူတို့ကနေထိုင်ရာခန်းတွေအများကြီးပါတဲ့အေရီယာတွေကိုရောက်သွားခဲ့ကြတာပါ။နောက်တစ်ခါမှာတော့ဂိုဝင်ပါဝါရင်းမြစ်နဲ့လေပတ်နေတဲ့ထင်းကျွေစနစ်ရှိတာပဲဖြစ်ပါတယ်။ဝီလျံကကွန်ပျူတာကိုဖွင့်လိုက်ပြီးတော့အိမ်ပပတ်လင်မှာဒုံချွင်းကင်မရာပေါင်းများစွာတပ်ဆင်ထားတာကိုပြသခဲ့ပါတယ်။အရေးပေါ်အခြေအနေမှာစာအုပ်ကအမကျိုးစုံတက်တူတွေနဲ့တည်ဆောက်ထားတဲ့အလွှာသုံးတာကိုသူ့ဘာသာသူပိတ်ပစ်မှာပဲဖြစ်ပါတယ်။ ကာဝေးစနစ်လည်းရှိပေမဲ့ဝီလျံကဆက်လို့အပ်မယ်လို့ထင်ခဲ့ပါတယ်။သူတို့ထွက်သွားပြီးတဲ့အခါမှာတော့ကွန်ပျူတာမျက်နှာပြင်ပေါ်မှာဝါလာခဲ့ပါတယ်။အဲဒီနောက်မှာဝီလျံပြန်သွားခဲ့ပြီးဇန်ကသူ့လက်ကိုကြည့်လိုက်တဲ့အခါမှာတော့အညူမဲတွေကလမောင်းထိရောက်နေတာကိုသတိပြုမိခဲ့ပါတယ်။သူကဆေးမတောက်ခင်လက်ကုံတက်ဖို့ရပ်လိုက်ပြီးတော့ဖဲစီကိုလည်းပို့လိုက်ပါတယ်။ဖဲကတော့ညူမဲပေါ်ကြီးကဲကတ်လိုက်ရင်တက်တာသွားမှာဖြစ်ကြောင်းကြံပြီးခဲ့ပါတယ်။ညနေပိုင်းမှာတော့အစံအပြင်ကရေကန်ထဲမှာနားယူနေတော့လေကပြင်းပြင်းထန်ထန်ကိုတိုက်ခိုက်လာခဲ့ပါတယ်။ ရုတ်တရက်လေးတိုက်တာရက်သွားခဲ့ပြီးတော့တတော်တွေကဒူးဆန်းတဲ့တန်တချို့ကိုလည်းစံတယောက်ကြားလိုက်ရပါတယ်။ခဏကြာမှတော့လေကပြန်တိုက်ခတ်လာခဲ့ပြီးတော့စိုးရင်သွားတဲ့ဆန်ကအိမ်ထဲပြန်ဝင်ပြီးတော့မက်ကိုဖုန်းခေါ်ခဲ့ပေမဲ့လည်းမကင်တဲ့ခါမှတော့တမတ်စီပဲပို့လို့ရခဲ့ပါတယ်။အဲဒီအချိန်မှာမိတွေကလည်းမိတ်တုံမိတ်တုံဖြစ်လာတဲ့အတွက်ဆန်တယောက်တံမီယူပြီးတော့ဝရန်နာကိုသွားကြည့်ခဲ့ပေမဲ့လည်းဒူးဆန်းတာဘာမှမတွေ့ခဲ့ရပါဘူး။သူကထဲဝင်တဲ့ခါမှတော့မိတွေပိတ်သွားခဲ့ပြီးတကားမှလေးဝက်ဆန်းကျတဲ့ဂျူသားကြီးတကောင်ပေါ်လာခဲ့ပါတော့တယ်။ ဇန်ကဘာမြင်ခဲ့လဲဆိုတာအတိမတိချဘဲနဲ့ဇဝေဇဝါဖြစ်နေခဲ့ပြီးပြန်ကြည့်လိုက်တဲ့အခါမှာတော့ဂျိုသားကြီးကပြောက်ွယ်သွားခဲ့ပါတယ်အဲဒီတော့မိရပြန်လာတဲ့အခါမှာဇန်ကလည်းတကားဖွင့်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူကဓမီနဲ့ပပတ်လိုက်ဖို့ထိုးကြည့်ခဲ့ပေမဲ့လည်းဒီချိန်မှလည်းဘာမှမတွေ့ခဲ့ပါဘူး။အဲဒါကြောင့်ဇန်ကအိမ်ထဲပြန်ဝင်ခဲ့ပြီးတော့တကားကိုတော့ခတ်ရင်းနဲ့အချက်ပေးဆက်ကိုလည်းတေချာဖွင့်ခဲ့ပါတယ်။အိမ်ကန်းစီကိုသွားနေတော့အေးရဲအေးရင်ကရုတ်တရက်ဖောက်ထွင်းဝင်ရောက်မှုဖြစ်ကြောင်းကြေညာခဲ့ပြီးတော့လော်ရောင်းလုပ်ခဲ့ပါတယ်။ တတူပြားတွေကတကားရီနဲ့ပရင်ပေါအားလုံးကိုပိတ်ဆို့ဖို့ပေါ်လာခဲ့ပြီးတော့ဆန်ကလည်းတယောက်တည်းထဲမှာပိတ်မိသွားခဲ့ပါတယ်။သူကချက်ချင်းဖုန်းကော်ဖို့ကြိုးစားခဲ့ပေမဲ့လည်းဖုန်းလိုင်းလည်းမမိခဲ့ပါဘူး။ဒီနောက်မှာတော့ဆူရှားတဲ့အတန်ကြောင့်သူ့ရဲ့နားတွေကနာကျင်နေအောင်ဆန်ကနောက်ကနေအတန်ကြားလို့လှည့်ကြည့်ခဲ့ပေမဲ့လည်းဘာမှမရှိခဲ့ပါဘူး။ဘေးကန်ကနေဟိန်းဟောက်တန်တစ်ခုကိုကြားလိုက်ရတဲ့အခါမှာတော့ဆန်တယောက်ကြောက်လန့်ကအောက်ထက်ကိုပြေးစင်းသွားခဲ့ပြီးကြိုးသားကြီးကလည်းသူ့နားကနေပြေးသွားခဲ့ပါတယ်။ အတန်းကပိုနီလာတော့ဇန်ကပါဝါကလုတ်တွေစီဖို့အမြန်ပြေးပြီးတော့အကုန်ဖွင့်ခဲ့ပေမဲ့လည်းအလုံးမဖြစ်ခဲ့ပဲနဲ့ထွက်ပေါက်တကားတွေကလည်းပိတ်မြဲပိတ်နေခဲ့ပါတယ်။အဲဒီအချိန်မှာခန်းတကားရဲ့လက်ကင်ကလုတ်ကလှုပ်လာတဲ့အခါမှာတော့ဇန်ကဒမ်မီနဲ့ထိုးကြည့်လိုက်တဲ့အချိန်မှာပဲရပ်သွားခဲ့ပါတယ်။သူကတုံဆိုင်နေပေမဲ့တကားပွင့်ပြီးပါလဲဆိုတာသိရအောင်လို့ပြင်ကိုထွက်ကြည့်ခဲ့ပါတယ်။ခဏကြာတဲ့အခါမှာတော့မီးတွေကမိတ်တုံမိတ်တုံဖြစ်လာခဲ့ပြီးတော့ brain ပေါက်နားကအပင်တွေကလည်းလှုပ်သွားတဲ့အခါမှာတော့ဇန်တယောက်တန့်ပြီးတော့တစ်ထက်ကတန်ပြီးပြုတ်ကျသွားခဲ့ပါတယ်။ သူကဓာမီကိုချက်ချင်းကောက်ယူလိုက်ပြီးအပြင်ကိုကြီးလိုက်တဲ့အခါမှာတော့အကျောက်စီယာလက်တစ်ဖက်ကမန်ကိုရုတ်တရက်ထိလိုက်တဲ့အတွက်ဆန်ကအော်လိုက်ရပါတယ်။ဒီနောက်မှာတော့ဆန်ကအောက်ထက်ကိုပြေးဆင်းပြီးတော့တရက်ဝက်ဝင်ပေါက်ကိုဖွင့်ကာလုံခြုံရေးကင်မရာတွေရှိတဲ့ခူအောင်ယာနေရာကိုမြန်သွားခဲ့ရပါတယ်။အစားတော့ကွန်ပျူတာမျက်နှာပြင်တွေကပွင့်မလာခဲ့ပေမဲ့လည်းနောက်ဆုံးမှသူကခလုတ်ကိုရှာတွေ့သွားခဲ့ပြီးတော့ဖွင့်ခဲ့ပါတယ်။ဆန်တယောက်အိပ်ပက်လေကိုကြီးလိုက်တဲ့အခါမှာတော့အကျောက်စီယာကောင်းတဲ့ဂျူသားကြီးကမြခင်ပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ဒါမဲ့လည်းမီးလင်းလာတဲ့အခါမှာတော့အဲ့ဒီကောင်ကြီးကပျောက်ွယ်သွားခဲ့ပါတယ်။ ရုပ်ရည်ဖုံးမိတန်ကြောင့်ဆန်ကနိုးလာခဲ့ပြီးတော့ကွန်ပျူတာစပွဲမှာအိပ်ပျော်သွားခဲ့မှန်းသိလိုက်ရပါတယ်။သူကဘော်ရက်ကိုပြေးလွှားတက်သွားတဲ့အခါမှာတော့ရောက်လာတဲ့ဝီလျံနဲ့သူ့ဖက်ကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်သူကမီးစက်ကတခုခုမားနေတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ဝီလျံကမီးပြတ်တဲ့အကြောင်းတွေကိုသိခဲ့ကြအောင်ပြောလိုက်ပြီးတော့သူ့လူတွေကိုလည်းလွတ်လွတ်ဖို့အမိပေးခဲ့ပါတယ်။ဆန်ကအိမ်ထဲကိုတကောင်ကောင်ကဝင်ရောက်လာခဲ့တဲ့အကြောင်းပြောလိုက်တဲ့အခါမှာတော့ဝီလျံကလုံခြုံရေးမတန်းရင်ကိုစစ်ဆေးပေးမယ့်အကြောင်းကလေးပြေးခဲ့ပါတယ်။အဲနောက်စစ်ဆေးမှုတွေစတင်ခဲ့ပြီးမီရှယ်ကလည်းသူ့လက်ကညုံမဲတွေကိုကြည့်ပြီးတော့ပုံမှန်မှုတ်ကြောင်းပြောတာ တမန်ရိုက်စစ်ဆေးပေးဖို့အတွက်ပြောခဲ့ပါတယ်။နောက်တစ်ခါမှာတော့ Magnet Ezero ကဆန်ကိုလာတွေ့ခဲ့ကြပါတယ်။ William ကသူမြင့်မာလေးနဲ့အချိန်ဖြုန်းနေတော့ Magnet ဆန်ကနှစ်ယောက်တည်းစကားပြောဖို့တစ်တော်လေးကိုသွားခဲ့ကြပါတယ်။ဆန်ကဒီကိုပါကမုတ်တဲ့ဂျူသားတကောင်ကိုမြင်ခဲ့ကြအောင်ပြောခဲ့ပြီးတော့သူ့ရဲ့မရှင်ကလည်းအာကာသတဲကိုအချက်ပြလိုင်းထုတ်လွှင့်ခဲ့ရတဲ့အတွက်အာကာသပြောကြတော့ငါသူနဲ့တူဂျူသားတကောင်ပါလာလားဆိုတာကိုတွေးမိနေခဲ့ပါတယ်။မကဘာမှပြန်မပြောခင်မှာပဲ AC ရောက်လာတဲ့အခါမှာတော့စကားစပြတ်သွားခဲ့ပါတယ်။ ီနောက်မှာတော့ဝီလျံနဲ့ဇန်တို့ကလုံခြုံရေးမှန်တပ်ကိုစစ်ဆေးကြည့်ခဲ့ကြပါတယ်။ဇန်ကအကောင်ကြီးကိုမြင်ခဲ့တဲ့အချိန်မှာမှတ်တမ်းတွေကပျက်စီးနေခဲ့ပြီးတော့ရခင်ပြုံမှာလည်းဘာကောင်မှမရှိခဲ့ပါဘူး။အဲဒါကြောင့်ဇန်ကစိတ်ပီစီနေတဲ့အတွက်ထင်အောင်ထင်မှားဖြစ်တာဖြစ်နိုင်ကြောင်းဝီလျံကတတိပေးကအားယူခံခဲ့ပါတယ်။ဝီလျံကပေါ်ရက်ကိုတက်သွားတဲ့အချိန်မှာဇန်ကကွန်ပျူတာကိုအိမ်ကိုစကန်ဖန်ခိုင်းလိုက်တဲ့အခါမှာတော့လူကိုယောက်ကိုတွေ့ကသူ့ရဲ့မိသားစုနဲ့ဝီလျံရဲ့အဖွဲ့နဲ့အကိုက်ဖြစ်နေခဲ့ပါတယ်။အစီနဲ့ဆန်တို့လင်မယားနောက်ကတတော်ရဲလမ်းလျှောက်ထွက်ခဲ့ကြတဲ့နောက်မှာတော့မက်ကလည်းဆန်ကိုကျင်နာပြခဲ့ပါတယ် ုတ်ရက်ဒူးဆန်းတဲ့အတန်တကူကြားလိုက်ရပြီးတော့သူတို့ကလည်းအစီပြောင်းနေတာကိုသတိထားမိသွားခဲ့ပါတယ်။စိတ်ပူသွားတဲ့သူတို့ကလိုက်ရှာနေတော့မှာပဲအစီကသူတို့နောက်ကနေလက်ထဲမှာပိုးကောင်တွေကောင်ကိုကင်ပြီးပေါ်လာတဲ့ခါမှာတော့လန့်သွားခဲ့ကြပါတယ်။တေတော်ရက်ကပိုးကောင်တွေကိုလုံးကအော်ဲခဲ့ကြပြီးတော့တကောင်ကတပ်ပင်ကိုဝင်တိုက်တာကြောင့်သူတို့မိသားစုကထိတ်လန့်ပြီးတော့တွေ့ပြေးခဲ့ကြပါတယ်။သူတို့ကတွေ့ပြေးနေတော့မှာပဲအတန်တွေကပို့ပြီးတော့ကျေလောင်လာခဲ့ပါတယ်။ထောင်ထဲရှိတဲ့ပိုးကောင်တွေကတတော်တွေကနေပြန်တန်းလာခဲ့ကြတဲ့အခါမှာတော့သူတို့မိသားစုအိမ်ထဲဝင်ပုံခဲ့ရပြီ ဘရင်ပေါက်တွေပေါ်ဘိုးကောင်တွေအုပ်စုလိုက်လာနာကနေအောင်ကိုပိတ်သွားတာကိုလည်းကြည်ရင်နဲ့ထိတ်လန့်နေခဲ့ပါတယ်။ခဏကြာတော့ဘိုးကောင်တွေကပျောက်သွားခဲ့ပြီးမှန်တွေမှာအကြည့်ကျွဲတွေခြံနေခဲ့ပါတယ်။ဇန်တို့လင်မယားကအပြင်ကိုကြည့်လိုက်တဲ့အခါမှာတော့ဘိုးကောင်တွေအကုန်လုံးကလည်းတည်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ခဏကြာတော့တန်ရှင်းအဖွဲ့ရောက်လာကတန်ရှင်းလှုပ်ပေးခဲ့ပြီးနာဇာကရာရှိတူကဒါဟာဘဝင်းရှင်ဆိုင်ရာပြဿနာဖြစ်နေကြောင်းယူဆခဲ့ပါတယ်။ဇန်ကသူမရဲ့အာဂတရင်ကိုစမ်းသပ်နေတဲ့နောက်ဆုံးရသတင်းကိုမေးခဲ့ပေမဲ့လည်းတကွက်ကန်းဒီမှာရလဒ်ဒီမတဲကလေးကအကြောင်းပဲတီးခဲ့ရပါတယ်။ မက်ကအစီနဲ့တူထွက်သွားခဲ့ပေမဲ့ညကြပြန်လာမယ့်အကြောင်းကြေပြေးခဲ့ပါလေ။အဲဒီနောက်မှာဆန်ကသူ့ခြေောက်ကထူးဆန်းနေတယ်လို့ခန်းစားရတဲ့အတွက်ဖနက်ချုပ်ကြည့်လိုက်တဲ့အခါမှာတော့ခြေချောင်းတွေကသွေးထွက်နေတာကိုတွေ့လိုက်ရပါတယ်။သူကရေချိုးကန်းကိုအမြန်သွားပြီးခြေအချုပ်ကခြေချောင်းတွေကိုစီးကြောဖို့လုပ်ခဲ့ပေမဲ့ကြည့်လိုက်တဲ့အခါမှာတော့ဒန်ယန်ကသူ့ခြေောက်ထိရောက်နေတာကိုတွေ့လိုက်ရပါတယ်။သူကခြေချောင်းကိုရေဆေးလိုက်တဲ့အခါမှာတော့ခြေသေးကျွတ်သွားတဲ့အတွက်អော်ခဲ့ရပါတယ်။ခြေောက်ကိုပတ်တီးစီးပြီးတော့ဆန်ကဒန်ယန်ရထားတဲ့လက်မောင်းကိုရေခဲနဲ့ကတ်ခဲ့ပါတယ်။ အဲဒီနောက်မှာမိရွေမိတို့မိတို့ဖြစ်လာတဲ့အခါမှာတော့သူကကြောက်လန့်ပြီးတော့ဇပွဲတလုံးကိုနောက်ပေးတကားမှာပိတ်ထားခဲ့ပါတယ်။သူမဟာအင်တာနက်ပေါ်မှာထူးဆန်းတဲ့ပိုးကောင်ဖြစ်ရတွေကြောင့်ရှာဖွေရင်းနဲ့တန်လိုက်တဲ့ဆိုင်ရာအနောက်ရှက်တွေကြောင့်ဖြစ်နိုင်ကြောင်းနဲ့တချို့လူတွေကတော့ဒါကို UFO နဲ့ဂျိုသားတွေရောက်လာနိုင်တာဖြစ်နိုင်ကြောင်းတွေးလိုက်ရပါတယ်။ဆောင်းပါးတွေကဓာတ်ပုံတွေမှာတော့သူ့လိုမျိုးအညူမဲရှိတဲ့ဂျိုသားတွေနဲ့လူတွေရဲ့ပုံကိုပြထားခဲ့ပါတယ်။ကျောင်းမှာတခုခုရှိနေတာကိုခန်းစားလိုက်ရတဲ့အတွက်စံကြောက်ရီချိုးကန်းကိုသွားက manage ကြည့်လိုက်တဲ့အခါမှာတော့ ပခုံးရိုးပေါ်မှာညုံမဲဆွဲနေတာကိုတွေ့လိုက်ရပါတယ်။မိတဲ့မိတုံမိတုံဖြစ်လာတဲ့အခါမှာတော့စံတယောက်သတိပေးချက်ဆက်ကိုဖွင့်ဖို့အတွက်အောက်တက်ကိုပြင်ဆင်သွားခဲ့ပါတယ်။သူကတခြားခန်းကနေထူးဆန်းတဲ့စုညံတန်တွေကိုလည်းကြားခဲ့ရပါတယ်။အဲဒီချိန်မှာမက်ကသူရောက်တော့မဲ့အကြောင်းဖုန်းဆက်ပြောတဲ့အခါမှာတော့စံတယောက်အမိကောင်းတယောက်ဟုတ်ရဲ့လားလို့မေးလိုက်တဲ့အတွက်မက်ကလည်းကြောင်သွားခဲ့ပါတယ်။မိတဲ့မိတုံမိတုံဖြစ်နေတော့မှာတော့အိမ်ရဲ့ AI စနစ်ကနောက်ထပ်ဖောက်တွင်းဝင်ရောက်မှုရှိကြောင်းကြေညာပြီးတော့အိမ်ကိုလည်းပိတ်ပစ်ခဲ့ပါတယ်။ ဇန်ကအိမ်ထဲမှာတခုခုရှိနေကြောင်းမက်ကိုပြောလိုက်ပြီးတော့အတန်တွေကလည်းပုံနီးလာတာကိုကြားလိုက်ရပါတယ်။ခဏကြာတော့ဖုန်းထဲကမက်ရဲ့အတန်ကမကြည်လင်တော့ဘဲနဲ့လိုင်းပြတ်သွားခဲ့ပါတယ်။ဇန်ကခူအောင်ရနေရကိုလီကားကနေဆင်းနေတော့ရုတ်တရက်ကျောမှာမခံမရက်နိုင်အောင်နာကျင်လာတဲ့အတွက်လဲကျသွားခဲ့ပါတယ်။အဲဒါကြောင့်သူကလီကားကနေလိမ့်ကျသွားခဲ့ပါတယ်။သူကကျောကိုဆန်းကြည့်လိုက်တဲ့အခါမှာတော့ထူးဆန်းတဲ့ဂျယ်လီလိုရဝတ္ထုကိုလက်နဲ့ဆမ်းမိခဲ့ပါတယ်။ဖုန်းပြက်သွားတာကိုတီးသွားခဲ့ပြီးအပေါ်ဘက်ကနေစူညံတန်တွေကြားလိုက်ရတဲ့အတွက်ဇန်တယောက်ကွန်ပျူတာစီကိုပြေးသွားခဲ့ပါတယ် သူကကင်မရာကနေပတ်ဝန်းကျင်ကိုစစ်ဆေးကြည့်ပြင်မဲ့လေဘယ်သူ့ကိုမှမတွေ့ခဲ့ရပါဘူးဒီနောက်မှာတော့သူက AI ကိုအင်ကိုစကန်ဖတ်ခိုင်းခဲ့တဲ့အခါမှာတော့ကွန်ပျူတာကသူမအပြင်နောက်ထပ်လူတစ်ယောက်ရှိကြောင်းပြောပြခဲ့ပါတယ်ကွန်ပျူတာမျက်နှာပြင်တွေကလည်းဝေဝါးကနောက်ဆုံးမှအင်ထဲရောက်နေတဲ့ဂျိုသားကြီးတကောင်ကိုမြင်လိုက်ရတဲ့အခါမှာတော့ဆန်တယောက်ကြောက်လန့်ပြီးတော့ကွန်ပျူတာကိုပါပိတ်ပစ်ခဲ့ပါတယ်ကွန်ပျူတာကနောက်ထပ်စကန်ထပ်ဖတ်ခဲ့ပြီးတော့အပေါ်ထဲမှာလည်းလူတစ်ယောက်ရှိကြောင်းဒီပြုပေးခဲ့ပါတယ်စံကကလုတ်တချို့ကိုစမ်းနေကြည့်တဲ့အခါမှာတော့အကန်းထဲမှာမျက်နှာချက်ကနေမိခိုးတွေထွက်လာခဲ့ပါတယ် သူကနောက်ခန်းကိုပြီးသွားတဲ့ခါမှာတော့မိဖို့ကြောင့်ကိုရောက်သွားခဲ့ပြီးတော့အဲ့ဒီမှာစူညံတန်းလေးကိုလည်းကြားလိုက်ရပါတယ်။သူကပရီဘောကရီနောက်မှာပုံနေခဲ့ပြီးဂျူသားကြီးရဲ့ပုံရိပ်ကိုလည်းမိဖို့ကြောင့်ပုံမှာမြင်လိုက်ရပါတယ်။ကံကောင်းစွာပဲဂျူသားကြီးကတော့သူ့ကိုမမြင်ဘဲနဲ့ထွက်သွားခဲ့တာပါ။ဒါမှမဟုတ်သူကခိုးထွက်ဖို့ဂျူသားနေတော့နောက်ထပ်အကောင်ကြီးတစ်ကောင်ကဝင်လာတဲ့ခါမှာတော့သူကထပ်ပုံနေခဲ့ရပါတယ်။ဆန်ကဒီကောင်ထွက်သွားအောင်လည်းစောင့်နေခဲ့ပြီးအခွင့်အရေးရတာနဲ့တကားကနေအမြန်ပြန်ပြီးထွက်ပြေးခဲ့ပါတယ်။အဲ့နောက်မှာတော့ရေချိုးကန်းတခန်းထဲဝင်ပုန်းခဲ့ပြီးတော့ပရီဘောဂါရီနဲ့တကားကိုပိတ်ထားလိုက်ပါတယ် ရုတ်တရက်တန်းရရနေတဲ့သူ့လက်ကနာကျင်လာတဲ့အတွက်ပတိပြလိုက်တဲ့အခါမှာတော့ရေပြားပေါ်မှာထူးဆန်းတဲ့အရာဝတ္ထုဖုံးလွှမ်းနေတာကိုတွေ့လိုက်ရပါတယ်။ကောင်းကြီးတွေကတကားကိုထုရိုက်နေကြတဲ့အတွက်သူတို့မဝင်လာခင်ဆန်ကရေချိုးကန်းတွေကိုဝင်ပုန်းခဲ့ရပါတယ်။လူထက်ပေါက်ကိုတရီထားမိပြီးတော့သူကဖုံးကိုကန်ဖွင့်လိုက်တာနိုင်ရန်တွေကြားကနေလည်းဝင်ပြေးခဲ့ပါတယ်။အိမ်ပြင်ဘက်မှာတော့ Magnet A0 ရောက်လာခဲ့ပြီးအိမ်ကပိတ်ထားတာကိုတရီထားမိခဲ့ပါတယ်။ Mac ကဆန်ကိုဖုံးခေါ်ခဲ့ပေမဲ့လည်းခေါ်မရတဲ့အခါမှာတော့ကားလေးကထွက်ကာသွားကြည့်လိုက်ပါတယ်။ ။ AC ကတော့အနားမှာတကူးကူမြင်လိုက်ရတဲ့တွေ့တယောက်တည်းပြေးထွက်သွားခဲ့ပါတယ်။မက်ကလည်းသူသမီးနောက်ကိုလိုက်သွားခဲ့ပြီးတော့တတော်တဲ့ကအလင်းရောင်တစ်ခုကိုညွန်ပြနေတဲ့ AC ကိုလည်းတွေ့ခဲ့ပါတယ်။ဆန်ကတော့ဈေးညံစီပြန်ရောက်ပြီးတော့လေကားပေါ်တက်နေတော့အကောင်ကြီးကသူ့ရဲ့ခြေထောက်ကိုဖမ်းဆွဲလိုက်တဲ့အခါမှာတော့လဲကျသွားခဲ့ပါတယ်။ဂျိုးရင်းကရင်နဲ့သူကအကောင်ကြီးရဲ့လက်ကိုကန်ထုတ်ပြီးတော့ရှေ့ဆက်သွားခဲ့ပါတယ်။စန်နန်ဒီကြားထဲကနေခိုးဝင်နေတော့မှာတော့သူ့ရဲ့တန်ရာတွေကလင်းပြီးတော့တောက်ပါနေခဲ့ပါတယ်။နောက်ဆုံးမှာသူကလေကားကိုတွေးခဲ့ပြီးတော့တတဲတွေကထွက်ပေါက်ကနေထွက်လာခဲ့ပါတယ်။ တပင်းနေကြမှာပြေးလွှားနေတော့သူ့ရဲ့တန်ရာတွေကလည်းပိုလင်းလက်လာခဲ့ပြီးတော့သူကလည်းဂျူသားတွေရဲ့အတန်ကိုစက်ချားနေရပါမယ်လေသူ့ကိုလိုက်ရှာနေတဲ့သူ့ရဲ့မိသားစုရဲ့အတန်ကိုတော့မချားခဲ့ရပါဘူးအိနာကလမ်းပေါ်မှာတော့ဝီလျံကလက်နက်ကင်ဖွဲနဲ့ကြောက်လာခဲ့ပါတယ်ဝီလျံကသူတို့ကိုရန်ညံကောင်းတဲ့အကောင်နဲ့ရင်ဆိုင်နေရကြောင်းသူ့ရဲ့လူတွေကိုတတိပေးပြီးတော့ဆေးလွှတ်ခဲ့တာပါစစ်သားတွေကအိမ်ထဲကနေရာတွေကိုရှာဖွေနေတော့ဝီလျံကကိုယ်အောင်ရနေရာကိုသွားတဲ့အခါမှာတော့ပြည်စည်းနေရာတွေကိုတွေ့လိုက်ရပါတယ် ဒီတော့တွေမှာတော့ဆန်ကအမြေကြီးပေါ်လဲကျသွားခဲ့ပြီးဂျူသားတွေကလည်းပုံနီးလာတာကိုကြားလိုက်ရတဲ့အခါမှာတော့ချမ်းသာပေးဖို့တောင်းပန်ခဲ့ပါတယ်။ဂျူဒီရဲ့ဂျူသားတကောင်ကသူ့ရဲ့ကောင်းကိုမော်ခိုင်းပြီးတော့ကျင်လာတဲ့မျိုးလုံးတွေနဲ့ကြည်ကသူပြောတာကိုနားလေလားလို့သူ့ဘာသာစကားနဲ့မိခဲ့ပါတယ်။ဆန်ကစကားလုံးတိုင်းကိုနားလည်နေတဲ့အတွက်သူ့ကိုသူအံ့အားတင်သွားခဲ့ပါတယ်။ပထမဆုံးဂျူသားကသူ့ကိုလွမ်းနေခဲ့ကြောင်းပြောခဲ့ပြီးတော့နောက်ထပ်ဂျူသားတွေလည်းပေါ်လာခဲ့ပါတယ်။ဆန်ကသူတို့ကိုဘယ်သူတွေလဲလို့မိလိုက်တဲ့အခါမှာတော့ဂျူသားတွေကသူ့ရဲ့မိသားစုတွေဖြစ်ကြောင်းပြောခဲ့ပါတယ်။ ဆန်တယောက်ရှုတွေးနေတဲ့အခါမှာတော့ဂျိုသားကနဖူးချင်းထိပြီးတော့သူ့ကိုမှန်ညာတွေပြခဲ့ပါတယ်။အစောပိုင်းကဆန်ရဲ့စိတ်ထဲကအမီအာယုံတွေကပို့ပြီးတော့ရှင်းလင်းလာခဲ့ပါတော့တယ်။တကယ်တော့သူကဂျိုသားဖြစ်ပြီးသူ့ရဲ့မိသားစုဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကဘာဂျိုပေါ်မှာပြတ်ကျခဲ့တာပဲဖြစ်ပါတယ်။ဝီလျံဥဆောင်တဲ့စစ်သားတွေကသူ့ကိုဖမ်းဆီးဖို့ဂျိုသားခဲ့တဲ့အတွက်ဂျိုသားတွေကအမြန်ဆုံးထွက်ပြေးခဲ့ကြပါတယ်။ရုံတုံးကဖြစ်နေတော့ဆန်ကတခြားသူတွေနဲ့မတော်တဆကွဲကွာသွားခဲ့တဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကိုဖုံးကွယ်ဖို့ကြိယာတစ်ခုကိုအသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ ဝီလျံကသူ့ကိုတွေ့တဲ့အချိန်မှာတော့ကလေးတယောက်ပုံပေါက်နေတဲ့အတွက်အဲဒီနေ့မှာပဲသူ့ကိုမွေးစားခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့ယူသားမိသားစုကဘုန်းကွယ်မှုကနှစ်နှဲငယ်ကြာရင်ပျောက်ွယ်သွားမယ်ဆိုတာသိလိုက်ရပြီးတော့သူ့ကိုကယ်တင်ဖို့အတွက်လိုက်ပြီးတော့ရှာဖွေခဲ့ကြပါတယ်။သူ့ရဲ့အာကသားရှင်ကိုဖောက်တွင်းခဲ့တာကလည်းသူ့လက်ချက်ပဲဖြစ်ပါတယ်။အခုတော့ Magnet 80ကယူသားတွေကြားကစံကိုတွေ့ခဲ့ကြပါပြီ။ AC ကသူ့မိရဲ့တောက်ပနေတဲ့ခန္ဓာကိုယ်ကိုမြင်ပြီးတော့ကြောက်လန့်သွားခဲ့ပါတယ်။အဲအကြောင်းစံကဘသူမှသူ့ကိုမထိခိုက်စေရဘူးဆိုပြီးတော့အမခံခဲ့ပါတယ်။ ဝီလန်လည်းရောက်လာခဲ့ပြီးတော့သူကဂျိုသားဆိုတာစာကလေးကတည်နေခဲ့ကြောင်းထုတ်ပြောခဲ့ပါတယ်။သူကဆန့်ကိုအာဂဒရင်မှုဖြစ်အောင်ရွယ်ချင်းရှိရှိတိုက်တွန်းခဲ့ပြီးတော့ငစားအဖြစ်တည်တံ့မရှင်ကိုစီလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့ဝီလန်ကဂျိုသားတွေကိုအစိုးရပိုင်းပြည်စည်းဖြစ်ဖမ်းဆီးဖို့အတွက်သူ့ရဲ့အဖွဲ့ကိုခေါ်ခဲ့ပါတယ်။ဝီလန်ကဂျိုသားတွေကိုလက်နက်ချခိုင်းဖို့ဆန့်ကိုတောင်းဆိုခဲ့ပေမဲ့လည်းဆန့်ကငြင်းဆန်နေခဲ့ပါတယ်။ဝီလန်တရားကိုတနက်ထိုးလိုက်တဲ့အခါမှာတော့မက်ဂါသူ့ကိုဝင်ချုပ်ကလက်သီးနဲ့ထိုးပါတော့တယ်။ ဒီချိန်ထဲမှာပဲဆန်းရဲ့ဘုံကွယ်မှုကအဆုံးသက်သွားခဲ့ပြီးတော့သူ့ရဲ့တကယ့်ကြိုးစားပုံစံကလည်းပေါ်လွင်လာခဲ့ပါတော့တယ်စသားတွေကနားရောက်လာတော့မှဖြစ်တဲ့အတွက်မက်ကသူ့ကိုဘေးကင်းဖို့အတွက်ထွက်သွားဖို့ပြောခဲ့ပါတယ်။အေဇီကလက်မြောက်လိုက်တဲ့အခါမှာတော့ဇန်ကသူ့လက်နဲ့ထိလိုက်ပြီးတော့သူ့ရဲ့ဂျိုသားမိသားစုနဲ့တူထွက်ပြေးသွားခဲ့ပါတယ်။စသားတွေရောက်လာတဲ့အချိန်မှာတော့ဂျိုသားတွေကတောက်ပတဲ့အာကသားကျင်တဲ့ကဘာကနေထွက်ခွာသွားပြီးပဲဖြစ်ပါတယ်။ ဇလန်းလေးကတော့ဒါပါပဲခင်ဗျာဒီရှုပေးခဲ့တဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီလိုဇလန်းကောင်းလေးတွေကိုကြီးကြီးအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ဖို့လည်းမမေ့ပါနဲ့နော်